အခုလက်ရှိမြန်မာနိုင်ငံကဘလို့ဖြစ်နေတာလဲဆိုတော့ပြည်သူလူထုခေါင်းပေါ်ကိုလင်းရင်တွေနဲ့ဘုံအကျဲမခံခြင်းရင်စစ်တပ်ကို အရှုံးပေးပါစစ်ကြောင်းထိုးရွာတွေကိုမီးရှို့မခံခြင်းရင်စစ်တပ်ကိုအရှုံးပေးပါစစ်တပ်ကရည်ရွယ်ချက်ရှိရှိနဲ့ပြည်သူလူထုကို ပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေတယ်ဒီဒုက္ခတွေကိုမခံစားနိုင်ရင်စစ်တပ်ကိုအရှုံးပေးပါဆိုပြီးတော့စစ်တပ်ရဲ့မီဒီယာတွေစစ်တပ်ရဲ့ ဝါဒဖြန့်ချီရေးတွေစစ်တပ်စစ်တပ်လက်အောက်ခံအမှုပညာသမားတွေကရုပ်ရှင်တွေဗီဒီယိုရိုက်ပြီးတော့တစ်ဖက်မှာဝါဒဖြန့်အဲ့တော့တစ်ဖက်မှာစစ်တပ်ကပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိနဲ့ပြစ်မှတ်ထားတိုက်ခိုက်တပ်ဖြတ်ကုံစင်းလုံးကြီးအလုတ်ကန်ရှားပါအောင်ရည်ရွယ်ချက်ရှိရှိစနစ်တကျကြိုတင်ပြင်ဆင်ပြီးတော့တိုက်ခိုက်တယ်တပ်ဖြတ်တယ်ဒုက္ခပေးတယ်တစ်ဖက်မှာလည်းစစ်တပ်မီဒီယာတွေရုပ်ရှင်သမားတွေအမှုပညာသမားတွေကဒီဒုက္ခတွေမခံစားချင်ရင်စစ်တပ်ကို အရှုံးပေးပါဆိုပြီးတော့ရွေးဝါဒတွေဖြန့်တယ်အဲ့တော့ကျွန်တော်တို့ပြန်စဉ်းစားကြည့်ရအောင်ပါတကယ်ပဲကျွန်တော်တို့စစ်တပ်ကိုအရှုံးပေးလိုက်ရင်ဒီဒုက္ခတွေထာဝရပြင်းငိမ့်သွားမလားအခုမြန်မာနိုင်ငံခုလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကကမ္ဘာမှာနိုင်ငံသားထွက်ကျွန်ခံရတဲ့လူဦးရေအများဆုံးနိုင်ငံငတ်မို့ခေါင်းမမှု အများဆုံးနိုင်ငံစင်းရဲနေကြမှု အကြီးဆုံးနိုင်ငံကမ္ဘာမှာဝင်ငွေအ ਨੇ ဆုံးနိုင်ငံကျန်းမာရေးစောက်ရှောက်မှုပညာရေးအနိုင်ကျဆုံးစုပ်ပြတ်သက်ဆုံးနိုင်ငံအဲ့တော့ဒါတွေဖြစ်လာအောင်ဘယ်သူတွေကလုပ်ခဲ့တာလဲအခုတိုင်းပြည်စုပူလို့ဒီလိုဖြစ်တယ်ပြောရအောင်လဲအခု2023စစ်သက်အာဏာသိမ်းပြီးတော့ပြည်သူလူထုတွေဒုက္ခရောက်မှုမတိုင်ခင် ရှေ့မှာနှစ်ပေါင်း80ကျော်နေဝင်းတိုင်းပြည်ကိုနှစ်ပေါင်း20ကျော်စိတ်တိုင်းကြတယောက်တည်းလှုပ်ချင်လို့လှုပ်ပြီးအုပ်ချုပ်ခွင့်ရခဲ့တယ် ဘာမှတိုးတက်မလာဘူးရှိပီးသားအခြေအနေကနေဘဝပြည့်မွေးသေးလာတယ်။အဲနေဝင်းလက်ထက်တုန်းကတော့စင်ပိန်ရင်ကျွဲလောက်ကြံသေးတယ်ဆိုပြီးတော့မှရှိခဲ့သေးတယ်။တခါတန်းရွှေနှစ်ပေါင်း20ကျော်စစ်တပ်ကစစ်အာဏာရှင်စနစ်နဲ့အုပ်ချုပ်ခဲ့တယ်။တိုးတက်လာလား။နော်အတိုင်းပြည်အေးချမ်းတယ်ပြည်သူလူထုတွေစစ်တပ်ကိုဘာမှမဆန့်ကျင်ဘူး။ဒီတိုင်းရင်းသားပြည်နယ်တွေနေဆက်တွေမှာအနှဲငယ်တိုက်ပွဲဖြစ်တာကလွယ်လို့တိုင်းပြည်တအားအေးချမ်းတယ် တန်းရွှေစိတ်တိုင်းကြနှစ်ပေါင်း20ကျော်အုပ်ချုပ်ခွင့်ရခဲ့တယ်။တိုင်းပြည်ဘာဖြစ်လာလို့လဲ။နော်။စာတင်ချောင်းတွေ၊ဆေးရုံတွေဆိုတာကသူများနိုင်ငံကနွားတင်းကုတ်။ဟိုတင်းကြံကုန်းဇရက်လောက်ပဲရှိတဲ့အခြေအနေတွေရောက်အောင်မွဲပြာကြသွားတယ်။မြန်မာထက်ဆင်းရဲတဲ့အိမ်နီးချင်းနိုင်ငံတွေအားလုံးကိုကျွန်ထွက်ခံရတဲ့အထိတိုင်းပြည်ကဆုတ်ပြတ်သက်သွားတယ်။အဲ့ဒီအချိန်တုန်းကပြည်သူလူထုကမြို့ပေါ်မှာရှိတဲ့ပြည်သူလူထုကစစ်တပ်ကိုမဆန့်ကျင်ဘူး။ စစ်တပ်ကိုမတော်လှန်ဘူးတိုင်းပြည်အေဂျင့်နေတာပဲဘာလို့မတိုးတက်လာတယ်လဲအဲ့တော့ဒီကနေ့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အရာတွေကိုဒုက္ခမခံစားချင်တော့ရင်စစ်တပ်ကိုအရှုံးပေးပါဆိုပြီးဝါဒဖြန့်နေတဲ့လူတွေစစ်တပ်ကိုအရှုံးပေးဖို့စဉ်းစားနေတဲ့လူတွေအဲ့တော့ဒါလေးတွေကိုအမှတ်ရဖို့လိုအပ်တယ်အဲ့တော့စစ်တပ်ကိုအရှုံးပေးလိုက်ရင်နောက်ဆက်တွဲဘာတွေထပ်ဖြစ်လာမလဲဆိုတော့ကြီးရွာအုပ်ချုပ်ရေးမှူးရွာလူကြီးတွေစစ်သားမြို့ပေါ်အုပ်ချုပ်ရေးမှူးအရာရှိတွေ စစ်သားအစိုးရယုံဌာနတွေအရာရှိတွေကစစ်သားနော်လွှတ်တော်ထဲမှာစစ်သားအစိုးရဝင်ကြီးတွေစစ်သားတမရဝင်ကြီးချုပ်တွေစစ်သားစီးပွားရေးသမားလူချမ်းသာလုပ်ငန်းရှင်တွေစစ်သားသားသမီးဆိုတော့အဲ့ဒါတွေကြီးပဲဖြစ်လာရင်ငါတို့ပြည်သူလူထုကဘာဖြစ်လာမလဲဆိုတော့ပြည်သူလူထုကစစ်ကြုံပေါ့နော်အဲ့တော့နိုင်ငံရဲ့အခွင့်ထူးခံ ကောင်းစားတဲ့အရာတွေမှန်တယ်များစစ်သားနဲ့စစ်သားသားသမီးတွေပဲပိုင်ဆိုင်သွားရင်ပြည်သူလူထုကဘာဖြစ်မလဲဆိုတော့ကျွန်ဖြစ်မှာပေါ့ကျွန်တော်မှရိုးရိုးကျွန်ကျွန်မဟုတ်ဘူးဗျနှစ်ထက်ကွမ်းကျွန်ပြည်တွင်းထဲမှာနေရင်စစ်တပ်ရဲ့ကျွန်ပြည်ပထွက်ရင်နိုင်ငံသားကျွန်နှစ်ထက်ကွမ်းကျွန်ဖြစ်မှာအဲ့တော့အဲ့ဒီဘဝကနေကျွန်တော်တို့ထာဝရလွတ်မြောက်ဖို့ဆိုရင်လက်ရှိရင်ဆိုင်နေရတဲ့ဒုက္ခခက်ခဲကိုကျွန်တော်တို့အားလုံးလက်သွဲညီညီတင့်ကြံ့ခံ တန်မာစွာနဲ့ရင်ဆိုင်ကြိုဖြတ်ပြီးတော့ဒီစစ်အာဏာရှင်တွေကိုအဆုံးခန်းတိုင်တိုက်ခိုက်တော်လှန်ပြီးတော့မြန်မာနိုင်ငံဒီစစ်အာဏာရှင်ပြင်းစင်ပြီးတော့မှဖွံ့ဖြိုးတိုးတက်ပွင့်လင်းလွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံတစ်တစ်ခုကိုကျွန်တော်တို့ထူထောင်နိုင်မှဒါလင်လက်ရှိကျွန်တော်တို့ဘဝတွေရောနောက်မှမွေးဖွားလာမဲ့မြန်မာနိုင်ငံရဲ့ရင်လွေးငယ်အနာဂတ်မျိုးဆက်တဲ့လူငယ်တွေအားလုံးရဲ့ဘဝပါ ပြောင်းလဲ သွားမှာဖြစ်တယ်အဲ့ဒီတော့ကျွန်တော်တို့ရဲ့အနာဂတ်ပန်းတိုင်အတွက်ကျွန်တော်တို့ရဲ့တော်လန်ရေးကိုနိုင်အောင်အားလုံးဖက်ပေါင်းစုံကနေပါဝင်တော်လန်ပေးကြဖို့အရေးကြီးပါတယ်